အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတို့အတွက်ကိုအသက်ပိုင်းခြားလိုက်ပေါ့နော်အကောင်းလောကရံလေးเนาะစီးပွားတက်ဒါတို့เนาะအိုးအိုးပိုင်ပိုင်ရမယ့်နှစ်ဒီထီထီဆွေးပေါက်တက်တဲ့နှစ်ဒီเนาะအကောင်းလောကရံလေးကြောက်တက်တဲ့လင်းနှစ်ကိုတော်တော်လေးပြောပြပေးမှာဖြစ်ပါတယ်အကောင်းလောကရံရှိတယ်အဆိုးလောကရံရှိတယ်လောကရံရှိပါမှာအကောင်းလင်းနှစ်ရှိတယ်အဆိုးလင်းနှစ်ရှိတယ်ပမာဥသာအဆိုးလင်းနှစ်ကတော့ထားလိုက်အကောင်းနှစ်တွေကိုတော်တော်လေးပြောပြပေးမှာဖြစ်ပါတယ်အင်္ဂါသားသမီးတို့အတွက်ဘဝအစ်စ်ပြန်စားကျန်ခဲ့တဲ့နှစ်တွေဘလောက်ပင်းကျန်နေရနော် ဘဝအသက်ပြန်စားရတဲ့တည်းနဲ့ဒီအကောင်းကြီးကောင်းရိုးချမ်းသာတုက္ကပြီကောင်းကျိုးမင်္ဂလာရရှိမဲ့စပြီးတော့ရရှိမဲ့နှစ်ကအသက်ပိုင်းချရတော့အသက်73နှစ်21နှစ်29 39 53 61 69 85 63 63အဲ့ဒီနှစ်တွေကအင်္ဂါသားသွင်းနေတဲ့အစိတ်တလူတွေဘဝအသက်နဲ့လုပ်ငန်းတွေပြန်စတင်ရတယ်လေစပြီးကောင်းလာမယ်နဲ့တိုးတော့အဲ့လိုရောက်တဲ့ရောက်တဲ့စကောင်းလာပြီဆိုရင်တစ်ချက်တည်းထားရတာအရောက်တဲ့ရောက်ကဒီလောကရဲ့ရှစ်ပါးမှာဆိုရင် ိန်တော်ရေးကိစ္စလူမှုရေးကိစ္စအရှုပ်ထွေးဖြစ်တတ်တယ်။အဲ့တော့မိမကိစ္စတွေရှောင်ရှားတင်တယ်။အဲ့လိုဒီသက်ပန်းချောက်ရာကြောက်ရောက်နေအထူးရှောင်ရှားတင်တယ်။ရှောင်ရှားတယ်ဆိုရင်စီးပွားတွေတက်မယ်ရှေ့လာမယ်လို့ပါ။လုပ်ငန်းတွေအောင်မလာဘူး။အဲ့လိုမရှောင်မရှောင်နိုင်ဘူးဆိုရင်လက်တွေပိတ်တာမျိုးတွေစီးပွားရေးတွေထင်တယ်လို့မကောင်းတာမျိုးတွေကြုံတွေ့တတ်ပါတယ်။အဲ့လိုနေတဲ့ရောက်လာငွေတွေဝင်လာတတ်တယ်။နောက်ဆုံးပြီးတော့ထင်ရတဲ့ငွေတွေပြန်ရလာတတ်တယ်။နော်ကိုလုပ်ငန်းလုပ်ဖို့ဆိုပြီးတော့မိတ်ဆွေပေါင်းတဲ့နေရာငွေတွေပါတွေထုတ်ပေးလာတတ်တယ်။မိမိအိမ်ရာလည်းပတ်စံတွေပါတွေထုတ်ပေးလာတတ်တယ်။ ဲ့တော့ကိုယ့်ကိုလူအများမလေးမလေးမစားဖြစ်နေတဲ့သူတွေတောင်မှပြန်ပြီးတော့လေးစားလာတတ်တယ်လူအများရဲ့လေးစားချစ်ခင်မှုတွေရရှိတတ်တယ်အဲ့တော့စုပ်ကောလက်ကောဝင်တတ်တဲ့အသက်ပိုင်းခြားနေဖြစ်ပါတယ်အဲ့တော့ကားပိုင်မရှိသေးဘူးတဲ့သူစေကားပိုင်တွေကရတတ်တယ်အဲ့တော့ပရမရတဲ့ကားတော့မကြာခဏပြတ်တတ်တယ်။နော်အဲ့ဒီကားပြတ်ပြီးနောက်ရမယ့်ကားကြတော့အကောင်းစီးရတယ်။အဲ့တော့ကားဝင်ရင်ပထမဝင်တဲ့ကားအငြင်းခိုက်ဖြစ်တတ်တယ်။အဲ့တော့ကားရှိပြီးသားသူတွေအတွက်ကြတော့ကားအစ်တတွေပါလေဝင်တတ်တယ်။ ဲ့ဒီကားမှာဘေးကပွတ်ထားတာမျိုးတွေပွတ်တိုက်တဲ့ဒဏ်ရာမျိုးတွေပါလေဖြစ်ပေါ်တတ်တယ်ပါလာတတ်တယ်ဒါသတိထားမှာဖြစ်ပါလားအဲ့တော့အဲ့လိုနေမျိုးရောက်လာရင်ကိုကဆေးမီးတို့လေးပေးလိုက်ရင်တော့မှကိုပြောတဲ့အတိုင်းအဲ့ဒီလူကအဲ့ဆေးမီးလို့သုံးဆွဲတဲ့အတွက်သူ့အနေနဲ့ယောဂတွေတက်တာပြောက်ခင်းသွားတဲ့အတွက်ကိုပြောသမျှဆိုသမျှတွေပြည့်နေတဲ့တည်းအဲ့တော့လက်ကမောင်းခက်လို့ရတယ်စပြီးကောင်းတဲ့နှစ်ဖြစ်ပါတယ်ဒါမှမဟုတ် ငွေတွေလည်းတစ်ဖက်ကကုန်လေရတာမျိုးတွေဖြစ်တတ်တယ်။ငွေမမြဲတာမျိုးတွေလည်းကြုံတွေ့တတ်တယ်။အင်္ဂါသားသမီးတွေအဲလိုရာဟုတက်ရောက်တယ်မှာအဲ့တော့ဘဝအစ်ပြန်စတဲ့နေ့စပြီးကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။တစ်ချက်တည်းထားမှာကရာဟုတက်ရောက်အင်္ဂါသားသမီးတွေအနေနဲ့ကမဟာဘုတ်တကျွင်းအင်္ဂါမျိုးရဲ့မဟာဘုတ်တကရစ်ကိုခုနှစ်နဲ့စားလိုက်လို့တကျွင်းတဲ့သူတွေတွေ့ကြရင်တရားခိုင်းတော့ကောင်းကြရဖို့ခက်ခဲပါတယ်အញ្ញအခိုက်လေးတွေအနေချင်းဖြစ်တတ်ပါတယ်နောက်တစ်ချက်ကအဲ့ရာဟုတ်တက်ရောက်ထဲမှာပဲအခုပြောတဲ့အသက်ပိုင်းချားမှာပဲ မိမိရဲ့နာမည်ကိုအင်္ဂါသားသမီးဆိုရင်လည်းအင်္ဂါအစတောက်ကြနေနဲ့ပေးထားရင်လည်းအញ្ញခိုက်တဖြစ်တယ်ဥပမာဇော်ဟိန်းတို့နော်စိုးသိန်းတို့ဇော်ဟိန်းတို့စိုးဟိန်းတို့စသစဉ်ညာနဲ့စပြီးတာဟာနဲ့ဆုံးထားရင်အင်္ဂါတောက်ကြအတွက်ကနေပြမိတဲ့အတွက်အဲ့ဒီနှစ်တွေမှာစီးပွားရေးကျန်းမာရေးတွေကညက်တက်တယ်နော်ငွေတွေလည်းကုန်တက်တယ်အဲ့ဒီနာမည်ပိုင်ရှင်ကလွဲရင်နော်ဘာဖို့တစ်ကျွင်းအင်္ဂါလွဲရင်နော်ကျန်တဲ့အင်္ဂါတွေကဒီတပိုင်းခြားတွေမှာကောင်းကျိုးချမ်းသာဒုက္ခတွေရနိုင်ပါလေ အဲ့လိုအញ្ញမ်းခိုက်တွေဖြစ်နေတယ်ဆိုရင်အင်္ဂါသားသမီးတီးတပိုင်းချမှာပေါ့နော်အញ្ញမ်းခိုက်ပြေပေါ့လို့ရာဟုတယောက်ရဲ့ကြေရာတော့သူကဇေဒီတဆူဆူသွားပြီးတော့ရက်သက်စိတ်လူဆန်းရတယ်နောက်ဖျားရုပ်ပွားတော့ရုပ်ပွားတော့ရဲ့ရင်ဘတ်တော်မှာရွှေပြားဆန်တဲ့ပြားချပြီးလူရတယ်လောကဝိသုဆိုတဲ့ကုံတော်ကိုအတိတ်ကပတိစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေတီးနဲ့လက်ကိုဖျားမှာချက်ချက်ကလူဆန်းရမယ်အဲ့တော့ဒီနေမျိုးရောက်နေတော့စီးပွားရေးတွေတက်ပြီးတော့လုပ်ငန်းတွေစပြီးတော့ကောင်းလာမှာဖြစ်ပါတယ် အဲ့ထပ်မှန်ပြီးတော့အင်္ဂါအသားသမီးတွေနည်းကရာဟုတက်ရောက်ကငွေနံလည်းပြမိတဲ့အတွက်နော်ရှင်းနှစ်တောက်ကြတဲ့ယောက်ကြတော့ပို့ပြီးကောင်းတယ်ငွေနံဒါတန်းစီမှရှိတယ်တန်းစီတိုင်ထိတ်ဆိုအင်္ဂါတမကောင်းတယ်တောက်ကြတဲ့ယောက်ကြတော့အင်္ဂါသားသမီးတွေစီးပွားတက်မဲ့နှစ်ပေါ့နော်စီးပွားတက်မဲ့နှစ်ကအသက်၁၄နှစ်၂၂နှစ်30 38 46 54 62 90 90 68 86 94အဲ့နှစ်တည်းကတော့အင်္ဂါသားသမီးတွေအရန်ကောင်းတယ် နော်အကောင်းဆုံးနှစ်လို့တော့ပြောလို့ရတယ်တောက်ကြတဲ့ရအဲ့နှစ်တင်မှာမင်္ဂလာကိစ္စတွေဆောင်ရွက်ရတဲ့တယ်နော်လွတ်လပ်တဲ့အရွယ်ရောက်ပြီးသားသူတွေဆိုရင်အိမ်တော်တွေဘာတွေကြားတတ်တယ်နော်အဲ့တော့စီးပွားဥစ္စာတွေတိုးတက်လာတတ်တယ်မြေတွေဘာတွေဝင်နေရှိတယ်အဲ့တော့ကျေးဇူးရှင်တွေမိဘတွေလည်းပြန်ပြီးတော့ကြည့်နိုင်မယ်နှစ်မျိုးနော်အဲ့တော့ငွေတွေလည်းဝင်လာတတ်တယ်စည်းစိမ်ဥစ္စာနဲ့ပြည့်စုံတတ်တဲ့နှစ်ထဲမှာပါပါတယ်ဘုသူပြမနေအဲဒါဆက်တွေစိတ်လေးတွေဝင်လာတတ်တဲ့အထက်လူကြီးတွေဆရာသမားတို့ပုံပုံတွေရတယ်ကိုယ်ကြည်လာတတ်တယ်အဲ့တော့ မိကောင်းဆွေကောင်းတွေလည်းရရှိလာတတ်တယ်။အဲ့တော့ခยีဝေခยีနီအဲ့လိုနှမျိုးစလုံးဟာပျော်ပျော်ရွှင်ရွှင်နဲ့ကောင်းသောခยีစီဟောရတတ်တယ်။ရာလူတွေတိုးကတိုးကိန်းရှိတယ်။ဆုံးမလို့လို့ဖြစ်နေတဲ့ရွှေတွေငွေတွေပစ္စည်းဥစ္စာတွေပြန်ရတတ်တယ်နော်။ဒါပေမဲ့အချက်တရိထားမှာအဲတောက်ကြတဲ့ရောက်ထဲမှာအာသုဘအိမ်သွားလို့မရအောင်နားရီလိုက်ပို့လို့မရအောင်သွားမိရင်တန်းတလုံးခိုင်းလို့လေဘလက်နဲ့တထောင်တိုင်းပြီးတော့ကျွန်တော်တို့ကနေချူရတယ်။နောက်နားရီဝယ်လို့မရအောင်နားရီသူများလက်ဆောင်ပေးရင်ယူလို့မရပါဘူး။ အင်္ဂါသာသမီးတိုင်းကောင်းလာဆိုအဲ့တက်ပိုင်းချားထဲမှာကြောက်ရောက်နေတယ်။ဖွင့်ချက်အနေနဲ့ကဘုဒ္ဓဟူးနဲ့စနေနေနဲ့မှဲ့ထားတယ်ရာလာဝါနဲ့စပြီးတော့တထထရနာနဲ့စုံမှဲ့ထားအင်္ဂါတွေကြတော့အញ្ញန့်ခိုက်လေးဖြစ်ပေါ်နေပါတယ်။နောက်တစ်ခုကအင်္ဂါသာသမီးတောက်ကြတဲ့အမှာအင်္ဂါသာသမီး၃ညွှန်းနေနေရလဲအញ្ញန့်ခိုက်လေးတွေဖြစ်တဲ့စင်ကိုသားချင်းနဲ့ပတ်သက်တဲ့အញ្ញန့်ခိုက်တွေကျမ်းမာရေးအញ្ញန့်ခိုက်တွေဖြစ်တဲ့လမ်းကင်းမှာစိတ်ညစ်စရာလေးတွေဖြစ်တဲ့၃ညွှန်း အင်္ဂါတွေအနေနဲ့ယူဆိုင်တင်ထားမှာဖြစ်ပါတယ်နော်တောက်ကြတဲ့အောင်ဒီတုံးကျင်းတွေအတွက်နဲ့တုံးကျင်းတုံးကျင်းတွေအတွက်မဟာဘုတ်တုံးကျင်းပါနော်ဒီမှာဒီနေ့မြန်မာဘုဒ္ဓဂရိကိုခရစ်နဲ့စားလို့မဟာဘုတ်တုံးကျင်းအင်္ဂါတွေအတွက်ကြတော့အញ្ញခိုက်ဖြစ်တဲ့နာမည်နှိပ်ပြမိတယ်ပုံမှုစနေတွဲဆိုရင်လည်းအញ្ញခိုက်ဖြစ်ပေါ်တယ်ပါအဲ့တော့အဲ့လိုနှမျိုးရောက်လာရင်တော့ဒါရရားအနေနဲ့ဆင်းရဲနွမ်းပါတဲ့တူခီးစိတ်ထောက်ပံ့ရမှာဖြစ်ပါတယ်မြမပြီးအနတ်ဖျားဆုံးဖူးတင်ပါတယ်ရရားအနေနဲ့ ။အကြတာပရင်းနေတိုင်းမုတ်စိမ်းပေါင်း၃ပုံကဘုရားမှာလူရမယ်။အုံးသိမထည့်တင်ပါဘူး။အဲအင်္ဂါနေတိုင်းစီထမင်း၅ပွဲလူရမ်းရမှာဖြစ်ပါတယ်။အဲဒီခါမှာလေလူရမ်းတဲ့ခါမှာအုံးသိမထည့်တင်ပါအထမဘင်္ဂါသာသမီးနေနေကအိုးပိုင်ပိုင်နေရမယ်နှစ်နော်အိမ်တော်ကြတဲ့နှစ်မင်္ဂလာကိစ္စအလှကိစ္စမင်္ဂလာကိစ္စတွေပေါပေါက်တက်တဲ့နှစ်ကတော့အသက်15နှစ်23 31 39 59 65 63 89 89 90အဲ့ဒီနှစ်တွေကတော့တနည်းလို့တက်ရောက်ဖြစ်တဲ့အတွက် အိုးပိုင်ပိုင်ရတဲ့တဲအိုးတဲ့အိမ်တွေဝင်တဲ့တဲချို့သူအိမ်ပြရတဲ့တဲအိမ်ကိုမိုးမှန်ရတဲ့တဲနော်မင်္ဂလာကိစ္စတွေပေါ်ပေါက်တဲ့တဲဖျားဘူးထွက်ရတာမျိုးတွေအလူတန်းခီးတွေသွားရတဲ့တဲရဝေးခီးတွေမနေ့ကခီးတွေသွားရတာမျိုးတွေကြုံတွေ့တဲ့တဲအဲ့တော့အဲ့ဒီနေ့ထဲမှာတနေ့ဦးလေတက်ရောက်ရဲ့သဘောကတော့တခိုးခိုးခံရတယ်လူလုံးတွေကလူထင်ကြီးပြီးတော့အဲ့ဒီနေ့မှာကိုကစီးပွားတက်တယ်လုပ်ငန်းတွေအဆင်ပြေတာလို့လူထင်ကြီးပြီးတော့တခိုးခိုးခံရတဲ့နှစ်မျိုးဖြစ်ပါတယ် တော့ဒီနေ့တည်းမှာအဲ့လိုနေ့တည်းမှာသူများလာအထာနဲ့ပစ္စည်းဟောင်းအဟောင်းတို့နော်အဖိုးမတန်တဲ့ကြောက်မြဲ့ရနာမျိုးလက်မခံသင်ဘူးနော်လက်ခံလိုက်ရင်လက်ပိတ်သွားတတ်ပါတယ်အလုတ်ကင်လေးကောင်းလာမယ်တို့တော့အတိုက်ခံလေးတော့ရှိမယ်နော်ကိုယ်အထက်လူကြီးကထင်လွဲတာမျိုးဆရာသမားထင်လွဲတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒီတော့ဒီတနေဦးနေတက်ရောက်ထဲမှာပေါ့နော်မုတ်ဆိုးမှဧည့်တယ်လက်ခံတော့မရအောင်အများကြီးနဲ့လက်ခံရင်အမှုဖြစ်တတ်တယ်နော်အဲ့ဒီတနေဦးတက်ရောက်မှာတတာပရိယာပြမိနေတဲ့အတွက်အဲ့တော့ဖះဆင်းမှုတော်တို့တတ်တော်တို့ ရဟနာပုံတော်ကိုကြွလာတယ်ဒါဆိုရင်တော့ကောင်းပါတယ်အဲ့တော့ကိုမိတ်ဆွေတွေနဲ့မိတ်ပြက်စရာတွေပါလေပေါ်ပေါက်တတ်တယ်ဒီတနည်းတွေတက်ရအောင်ပေါ့နော်အင်္ဂါသားသမီးတွေနဲ့အဲ့တော့ငွေတွေဝင်မဲ့ထွက်ထားရတယ်ပြန်ဝတ်တတ်တယ်အကြီးကဲတွေကိုညီမသားတာမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့အင်္ဂါသားသမီးတွေနဲ့အသက်39နဲ့55မှာတော့အနည်းငယ်ညံ့တယ်အဲ့တက်ပိုင်းချာကြက်ရောက်နေတယ်အင်္ဂါသားသမီး39နဲ့55အဲ့တော့100%ထင်တယ်လို့ပြောတာမကောင်းဘူးဆိုလို့ရင်းဖြစ်ပါတယ် အရင်းသားသားသမီး39ရယ်55ရယ်ကြာရောက်နေတယ်။အញ្ញန့်ခိုင်ဖြစ်ပေါ်နေကြတယ်ဆိုရင်တနေ့ဝင်နေညက်နေ3နိုင်လောက်မှာရွက်လာလေးညရေသန့်6ခွက်အိမ်ဖျားမှာပဲလှူပြီးတော့ကိုအញ្ញန့်ခိုင်တွေပြေပြောင်းဖို့အတွက်လေးလေးနဲ့ဆူတောင်းအောင်ဖြစ်ပါတယ်။အဲ့လိုပြုလုပ်မှဆိုရင်ကို့မှာဖြစ်ပေါ်နေအញ្ញန့်ခိုင်တွေပြေပြောင်းတော့မှာဖြစ်ပါတယ်။အဲ့တော့အိုင်နင်ဒီတဲ့မှာကျန်တဲ့အသက်ပိုင်းခြားကြောင်းနေတဲ့သူတွေကတော့တကူဩဇာတွေမြင်မာလာမယ်။ဂုံတရင်တွေလည်းကြော်စောလာမှာဖြစ်ပါတယ်။နောက်လုပ်ငန်းတွေတိုးတာမျိုးတွေယာလုံးတိုးတာမျိုးတွေဖြစ်တတ်တယ်။ ိုက်နှစ်ထိုင်ကြာရောက်လာရင်သတိထားမှာအပူလောင်လာတော့ရလွေးပူတော့မီးပူတော့လျှက်ဆက်ပူတော့သတိထားမှာဖြစ်ပါတယ်ခြေထောက်မြက်တာတော့နာတာတော့ဖြစ်တတ်ပါတယ်အဲ့တော့မိတ်ဆွေအပေါင်းကိုယ်နေမိမိနေတဲ့အောင်အိုးပိုင်ပိုင်မရှိသေးရင်ဒီလိုနှစ်မျိုးမှာတနည်းတော့တဲ့အောင်အိုးပိုင်ပိုင်ရတတ်ပါဒါပေမဲ့ကိုယ်သတိထားမှာဒီနည်းတော့တဲ့အောင်ထဲမှာအင်္ဂါသာသမီးနေနေကကြာတာပြင်းနံအစတနည်းတော့လေဆုံး ်သူတမင်းဦးနေစာကြတာပေးဆုံးနာမည်ပိုင်ရှင်တွေကတော့ကောင်းကျိုးဒီအပြည့်အဝရရှိဖို့ခက်ခဲပါလိမ့်မယ်နောက်တစ်ခုကငါးကျွင်းအင်္ကာပေါ့နော်ဘာလို့မိမိမြန်မာဘူးတက်ကလေးခုနှစ်နဲ့စားလိုက်လို့ငါးကျွင်းနေဆိုရင်လည်းအញ្ញန့်ခိုက်တွေဖြစ်ပေါ်တော့ပါအဲ့လိုအញ្ញန့်ခိုက်ဖြစ်ပေါ်လေဆိုရင်တမင်းဦးနေနေမှာဇေဒီတစုစုသွားပြီးတော့တမင်းဦးနေထောက်တမင်းဦးနေထောက်မှာမီးပူဆောင်มาဖြစ်ပါတယ်။မိသက်စီဖျောင်းနိုင်သက်စီပူဆောင်มาဖြစ်ပါတယ်။ဖျောင်းနိုင်သက်စီလည်းရတယ်၊စင်မီသက်စီလည်းရတယ်။ အမကြာခဏအတိတ်တန်ပြုပြီးတော့တက်တက်လို့စားရမှာဖြစ်ပါတယ်။ဘုံဘူးနေတိုင်းရှောက်သီးတုတ်ဖျားမှာဆောတော့ကဲရမှာဖြစ်ပါတယ်။အဘဲသားနဲ့အုံလုံးနဲ့ချက်ပြီးတော့လေးစင်းချိုင်းနဲ့ချက်ပြီးတော့ဖုံးကြောင်ဆွန့်ပို့ရမှာဖြစ်ပါတယ်။တနည်းုံတွေနေမှာပို့ရမှာဖြစ်ပါတယ်။နောက်ထပ်မှန်ပြီးတော့အင်္ဂါသားသမီးတွေအကောင်းဆုံးနေပုံနော်ထီပေါက်မယ်နေ့ငွေတွေထီပေါက်တာလို့ချက်ပေါက်တာအမွေရတာငွေတွေဝင်တတ်တဲ့နေ့လာဘောလာဘဆိုတဲ့တင်းမြောက်တဲ့ရောက်လက်လာဘဝင်မယ်နေ့အကောင်းလောကရန်အကောင်းလေးပါရဲ့နောက်ဆုံးနေ့ပုံနော်အဲ့ ဒီနေထိုင်ရမှာရရရှိတာတွေတောင်းထားတင်တယ်လောက်ရရှိတာရေရှည်အခိုင်မှပြုလုပ်ထားတယ်အဲ့ဒီနှစ်ကတော့အင်္ဂါသားသမီးတွေနဲ့လက်လာမှာရှင်မဲနှစ်ကတော့အသက်16 24 32 40 48 56 64ပြီး82နှစ်80 88 96နှစ်ဖြစ်သွားတယ်အဲ့ဒီထဲရောက်လာရင်ငွေတွေရုတ်တရက်ဝင်လာတတ်တယ်အငွေတွေရလာတတ်တယ်ငွေတွေစုမိစားမိတယ်ဖြစ်လာတတ်ပါတယ်အဲ့မှာတခုတတိယမှာဖြက်လန်းစည်းဝါးရေးမလုပ်တင်ဘူးတချီတည်းနဲ့အပွားကြံတာမျိုးတွေအကောက်ကြံတာမျိုးတွေ မလုံးတင်လောက်ရင်တော့မကောင်းဆိုတဲ့အနေအထားမျိုးဖြစ်တတ်တယ်လက်လာပါလေပိတ်သွားတတ်တယ်အဲ့တော့လူအနေနဲ့လည်းဒီတနည်းတော့ထဲမှာအောင်မြင်တတ်တယ်ဖြီစုပြီးတွေပါပောက်တတ်တယ်နော်အဲ့တော့တင်းလာလေးမနေ့၁၇နာရီတိတိမှာခေါ်ဘူးပါတယ်ခဏခေါ်တော့နှစ်တို့ပါတယ်ထီခဏကိုထိုးတင်ပါတယ်ခဏတက်ရောက်ဖြစ်တဲ့အတွက်အဲ့တော့ဆင်းရဲမွဲရတဲ့သူတွေကဒီနှစ်တို့ဒီနှစ်ထဲရောက်လာတယ်ငွေကြေးကိစ္စတွေအဆင်ပြေလာမယ်အိမ်ပိုင်တွေကားပိုင်တွေဖြစ်သွားတာဒီနှစ်မျိုးဖြစ်ပါတယ် ဲ့တော့ကိုဝန်တဲ့ရိပါရီကိုယ့်အိမ်မှာရှင့်နေရဆိုရင်ပို့ပြီးထီဆွေးပေါက်ဖို့ပို့ပြီးတော့ပိုကောင်းပါတယ်ထီကိန်းထီကန်ပိုကောင်းပါတယ်မိမိအိမ်မှာကိုဝန်တဲ့ရိပါရီရှင့်နေတချက်တတိထားမှာဒီနေ့ထဲမှာလာခါစားဆိုလို့ရှိရင်ဒီထဲမှာထွက်ကျင်စိတ်တွေပိုင်းပေါက်တတ်တယ်မထွက်သင့်ဘူးထွက်ရင် မကောင်းပါဘူးနောက်သားသမီးရှင့်သားသမီးအတွက်နဲ့ပတ်သက်ပြီးတော့စိတ်တော့ကနေပါတယ်ရောက်တတ်တယ်နော်အဲ့တော့မမျော်လင့်မဲ့တဲ့အိမ်မှာအလှူတွေလောက်ရတတ်တယ်အလှူလုံးစလုံးတဲ့ခါမှာကိုယ်တေးသေးပဲလုံးမယ်ဆိုရင်လည်း တကယ်လုပ်တဲ့ကောင်မှကြီးကျယ်ခမ်းနားသွားတတ်ပါဘူးအကျမ်းပါရတော့နည်းနည်းကြီးဆက်ရမယ်ဥကောင်းတဲ့ပတ်သက်တာဝမ်းပိုက်တဲ့ပတ်သက်တာတွေဒုက္ခပြတဲ့တဲ့ခေါင်းမူးတာတော့ဘိုက်အောင်တာတော့ဖြစ်တယ်ဝမ်းနေပါလေပြတ်တယ်တဲ့အဲ့လိုဖြစ်ခဲ့ရင်အုံးရည်လေးခွက်နဲ့လူရည်ကလှေကားကိုပတ်ပြီးတော့ဆေးရမှာဖြစ်ပါတယ်ဆေးတာဘုံဘူးနဲ့ညနေပိုင်းမှာဆေးရမှာဖြစ်ပါတယ်အဲ့လိုနည်းမျိုးတွေမှာဆရာသမားလိုပုံပုံမျိုးကိုယ့်အိမ်ကိုရောက်လာပြီးတော့ဒုက္ခပြတဲ့တဲ့အိမ်မှာအရွယ်ရောက်နေတယ်ယောက်ျားလေးမိန်းကလေးရှင်နေထားရမယ်အဲ့ဒီလိုနည်းမျိုးမှာ ်အင်းအားနေထွက်သွားတယ်ပါတယ်နော်အဲ့တော့ဒီနေမျိုးမှာကိုယ်နဲ့အရင်မသိမြတ်တဲ့သူတွေတောင်ကိုယ်နဲ့ပြန်လဲပြီးတော့သိမြတ်လာမယ်နော်အဲ့တော့ခရီးတွေလည်းမကြာခဏထွက်ကားတတ်တယ်အော်ဒီနေ့ထဲမှာအဲ့လိုတနေ့တယောက်ထဲမှာကိုယ်အနေနဲ့အဖိုးမတန်ဘူးဆိုပြီးတော့ဘူးတွေခွက်တွေတောင်ပြစ်ထားတယ်ကြောက်တလုံးရှိတယ်အဲ့ဒီကြောက်ကအယောင်ဖြော့ဖြော့ရှိတတ်တယ်အဲ့ဒီကြောက်မှာအနာလေးတွေပါနေပါတတ်တယ်အဲ့ဒီကြောက်ကိုရှာပြီးတော့ငွေလက်စုပ်ကွင်းပြီးတော့ကို့မှာအဆောင်ထင်းနဲ့ဝတ်ထားရင် လက်လာပါရရှင်မယ်အခုအနေနဲ့အစီအဝါရေးလုပ်ငန်းတွေအဆင်ပြေလာမှာဖြစ်ပါတယ်အဲ့ဒီတမိရာတယောက်ထဲမှာအင်းအင်္ဂါသားသမီးတွေနည်းကဘာဖို့6သွင်းအင်္ဂါအဓိပတိဘွားတွေနည်းကတော့အနေငယ်အញ្ញန်ခိုက်ဖြစ်တတ်ပါတယ်ငွေကြေးကိစ္စတွေအခြေရေးကိစ္စလူမျိုးကိစ္စတွေအញ្ញန်ခိုက်တွေဂျုံတွေ့တတ်တယ်အဲ့လိုအញ្ញန်ခိုက်တွေဂျုံတွေ့ခဲ့ရင်ကြာဘူးနှစ်ပွင့်နော်တစ်စပန်းအောင်လေ6ပွင့်ကိုအိမ်ဖျားမှာပဲ ကတ်လှပူဇော်ရမှာဖြစ်ပါတယ်။အမွေးနဲ့တာရင်နဲ့တင်းနာတော့မှာရှိတဲ့ဘုရားဆင်းလို့တော်လို့တင်းနာနေမှာရေတက်ပြရမှာဖြစ်ပါတယ်။နဂယုံဘုရားမှာထင်ရခဲဆက်တကယ်ကိုစက္ကူကတော်လေးထည့်ပြီးကတ်ကတ်လှပူဇော်ရမှာဖြစ်ပါတယ်။အဲဆိုရင်တော့ခုမှဖြစ်ပေါ်နေတဲ့အញ្ញန်ခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်။ကျွန်တော်မိတ်ဆွေအင်္ဂါသားတို့များလုံးသိကျန်တာညပူကြီးကျန်ပါချင်းနဲ့ပြည့်စုံကြပါလေကျွန်တော်ပြောပြနေတဲ့အကြောင်းအရာတွေကမှန်ကန်မှုရှိတယ်တိုက်ဆိုင်မှုရှိတယ်ဆိုရင်လည်းရေးသွားပေးပါ မှန်ကန်မှုမရှိဘူးတိုက်ဆိုင်မှုမရှိဘူးဆိုရင်လည်းကောမမှာရေးသွားပေးလို့လုပ်ရပါတယ်နောက်နောက်ဘလို့အကြောင်းအရာတွေတင်ဆက်ပေးရမယ်ဆိုတာလည်းရေးသွားပေးဖို့တော်ရင်လည်းမြစ်တာရခံနေပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ